မရိစေကုန်ပစ္စည်းတစ်ခုကိုကိုယ်တိုင်ထုံးလုပ်ပြီးရောင်းတာနဲ့လက်ကားယူပြီးရောင်းတာကဘာသာပုံအဆင်ပြေမယ်လို့ထင်တယ်။အားလုံးမိင်္ဂလာပါ CJ နဲ့ပြန်လဲကြိုဆိုရပါတယ်။ကျွန်တော်ကတော့ CY နဲ့ marketing ပိုင်းတွေကို sharing လုပ်ပေးနေတဲ့အောင်ပုံဖြစ်ပါတယ်။ဒီပိုင်းမှာကျွန်တော်အဓိက focus လုပ်ပြီးပြောချင်တာကကုန်ပစ္စည်းကိုထုံးလုပ်ပြီးတော့ရောင်းတဲ့အကြောင်းပါ။ဒီအကြောင်းကိုကျွန်တော်ရဲ့ကိုယ်ပိုင်အတွေ့အကြုံလေးနဲ့အခြေခံပြီးတော့ပြည်သလောက်မျှဝေပြီးသွားချင်ပါတယ်။ ်တကယ်တော့ကျွန်တော်ကကိုရန်ထုတ်လို့ပြီးတော့မရောင်းခင်ဝယ်ပြီးတော့ရောင်းခဲ့တာအော်ကိုပစ္စည်းကိုအများကြီးကဝယ်တယ်ဝယ်ပြီးတော့ပြန်ပြီးတော့ရောင်းတယ်အဲ့တော့သူ့အတိုင်းသူ့တာလေးတွေရောင်းရတယ်အစင်းလေးပြေးတယ်အဲ့ခါကျတော့ကျွန်တော်တွေးလိုက်တာကโอเคငါတပြားဆရာယူပြီးရောင်းနေတာဒီတော့မျက်နယ်ဆိုလို့ရှိရင်ငါကိုရိုင်းဒီပစ္စည်းကိုထုတ်လို့ပြီးရောင်းလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့မျက်မှာပေါ့အဲ့လိုတွေးလိုက်တာမင်းဆိုရင်ထင်းတလောက်တော့မလွယ်ပါဘူးထင်းတလောက်တော့မယိုးရှင်းပါဘူးအဲ့ ာမှားလားမှန်လားဆိုတာကိုကျွန်တော်ကအငင်းပွားတင်တာမဟုတ်ဘူးဘယ်နေရာမှာမဆိုအားနဲ့ချက်အားသာချက်ကိုစီရှိရဲဆိုတာကိုအဓိကပြောချင်တာပါအဲ့တော့လက်ကားယူပြီးတော့ရောင်းတာကအမျက်နဲ့ရင်တော့နဲလိမ့်ဒါပေမဲ့ခေါင်းမကိုက်ရအောင်ဟာသူများထုတ်လုပ်ပြီးသားကုံကျော်ပစ္စည်းတစ်ခုကိုအတင်လက်ကင်ရောင်းရတာကိုယ်တိုင်ပစ္စည်းထုတ်လုပ်ပြီးတော့ရောင်းတာကကြတော့ခေါင်းကိုက်ရဒါကြီးခေါင်းကိုက်ရလဲဆိုတော့ကုံကျန်းပစ္စည်းဟာရပါမလား ရရင်လည်းအဲ့ကုန်ရံပစ္စည်းကအရေးသွေးပြည့်မိပါမလားအရေးသွေးပြည့်မိတဲ့ကုန်ရံပစ္စည်းတွေရရင်ဈေးလုံးကရောတည်ငြိမ်မှာမလားပြီးတော့အဲ့လိုဈေးတွေတက်ကြဖြစ်မှဆိုလို့ကုန်ရံတွေအများကြီးဝယ်ထားမယ်ဆိုရင်တော့လောင်ထားဖို့နေရာကရှိပါမလားပြီးတော့ထုတ်လုပ်မှုပိုင်းမှာကျွမ်းကျင်တဲ့ဝန်ထမ်းတွေရဲ့ရှားပါမှုပျက်စနီးပြဿနာအဲ့ဒီထုတ်လုပ်တဲ့စက်ပစ္စည်းတွေရဲ့ကြံ့ခိုင်မှု အစားရစားရစားရခေါင်းစဉ်ပေါင်းများစွာနဲ့ခေါင်းကိုက်ရတာဗျအဲ့ဒါကျွန်တော်တကယ်လက်တွေ့တွေ့ကြုံပါဒါကြောင့်လက်ကားယူရောင်းတာကအမျက်နဲ့ရင်နဲလိမ့်မယ် ခေါင်းပိုက်ရနည်းနည်းသက်သာကိုယ်တိုင်ထုံးလုပ်တာကအမျက်များရများလိုက်မယ်ခေါင်းပုတ်ကိုက်တယ်ဟုတ်ပြီအကျိုးမြတ်ပိုင်းကိုကျွန်တော်နည်းနည်းစဉ်းစားကြည့်ရအောင်ဟုတ်ပြီကွန်ပျူတာတစ်ခုကိုထုံးလုပ်ဖို့အတွက်ကျွန်တော်တို့ကထုံးလုပ်ဖို့ကုန်ကျစရိတ်တစ်ခုကိုတစ်တောင်းကုန်နေထားလိုက်ပါပစ္စည်းတစ်တောင်းကုန်နေပေါ့လက်ကားမပေးခင်အရင်တစ်တောင်းကုန်ကျတဲ့ပစ္စည်းတစ်ခုကိုဈေးနှုန်းဘယ်လောက်တက်မှတ်လဲဆိုတော့ကျွန်တော်တို့က စပြီးတော့စဉ်းစားတာ okay ဟာကတော့ကျွန်တော်16000တတ်မှတ်လိုက်တယ်အရင်က1000ရှိတယ်ကျွန်တော်လက်လီရောင်းရင်း16000တတ်မှတ်လိုက်တယ်လက်ကားကိုကျွန်တော်ဘလောက်ပေးမလဲ20%စပေးမယ်20%စပေးတော့3200ပေါ့ပစ္စည်းတစ်ခုကိုလက်ကားသမား3200ဆင်းမြတ်ရပါတယ်20%လက်လီဈေးကတော့ကျွန်တော်စမာဘောပဲဘယ်သူစမာဘောပဲအတူတူပဲဟုတ်ပြီအဲ့တော့3200ဆိုကွက်ကြည့်အောင်16000ရောင်းလိုက်တယ် လက်ကားသမား3200ညက်တယ်ဒါပေမဲ့ကျွန်တော်ကဘလောက်ပဲညက်လဲဆိုလို့ရှိရင်16000ညက်က3200ကိုနှုတ်တော့12800ပဲကျတော့ဒါဆိုရင်ကျွန်တော်ရဲ့အမြတ်က2800ပဲညက်တော့ တက်ကြည့်တာစဉ်းစားကြည့်ဦးပစ္စည်းအကူတထောင်ဖြစ်လာဖို့အတွက်အရင်ကြီး300ရင်းထားတဲ့လူက2800ပဲမြတ်တယ်ပစ္စည်းတစ်ခုရောင်းနိုင်တကားသမား3000နေရာမြတ်တယ်တိတ်တော့မဟုတ်သေးဘူးเนาะဒါဆိုရင်ကျွန်တော်ကအစ်မကိုအတွက်အမျက်ကြံအောင်လို့1600နဲ့မရောင်းအောင်ဗျာအရင်1800ကိုပစ္စည်းတစ်ခုကို1800 1800တောင်တင်ရောင်းမယ်ဒါမျိုးစဉ်းစားလို့ရတယ်အဲ့လိုစဉ်းစားတဲ့အခါလဲကိုနဲ့တိတ်မကွာခြားတဲ့ပစ္စည်းတစ်ခုကဈေးဘယ်လောက်ပြင်ထားဆိုတာလည်းကြည့်ရတယ် သူများက16000ပဲဖွင့်ရအောင်ကိုက18000ဈေးဖွင့်ပြီးရောင်းမယ်ဆိုကိုကဘာပိုကောင်းနေလဲဘာဆပ်ဖစ်တွေပုံရှိနေဒါကိုလည်းစဉ်းစားရသေးတယ်ဟုတ်ကဲ့အရေးအတွက်ပုံမှန်လည်းမြင်ပြီးလေပစ္စည်းတစ်ခုကိုအခု1000ပဲထုတ်နိုင်တဲ့လူနဲ့အခု1000ပဲထုတ်နိုင်တဲ့လူနဲ့ကွာလေဗျကုန်ကျစီခြင်းဒါကြောင့်မို့လို့ကျွန်တော်တို့ပြည်တွင်းကပစ္စည်းတွေနဲ့တရုတ်ကလာတဲ့ပစ္စည်းတွေနဲ့ဈေးမရှင်နိုင်ဘူးအဲ့လိုကျွန်တော်ပြောချင်တာနောက်တစ်ခုထုတ်ပြီးတော့ရောင်းနေဆိုတဲ့နေရာမှာအဲ့ဒီကုန်ကျန်းနေစက်ဒီအကုန်လုံးပေါ့နော် ဝယ်ပြီးတော့ကိုယ်တိုင်စက်ယုံတစ်ခုအနေနဲ့လဲပတ်တဲ့ဟာရှိတယ်လို့စက်ယုံကိုအပ်လို့ရတယ်အခု1000အခု2000စရှိပြီအထယ်ပဲပြည်ပြည်အဲ့လိုမျိုးအပ်ပြီးတော့ရောင်းတာမျိုးလည်းရှိတယ်အဲ့လိုမျိုးအပ်ပြီးရောင်းရင်လည်းခုနပြောသလိုကုန်ကျန်းကိစ္စတွေဝန်ထမ်းကိစ္စတွေခေါင်းမကိုက်ရပါနဲ့နိုင်ငံသားမှာအရင်တော့ကျွန်တော်မသိဘူးမြန်မာပြည်မှာအရင်တော့အချိန်မီရရှိဖို့ဒေါ်တော်လေးရင်ခွန်ရတဲ့ကိစ္စပဲပြောချင်တာကကျွန်တော်ဒီဖုန်းပြောင်းမှာဖုန်းပေါ်အလုံးတစ်ထောင်ဆက်ရုံမှာကျွန်တော်အပ်လိုက်တယ် ကျွန်တော်ကရောင်းကအရန်ကောင်းနေပြီတထောင်ကနေပြီးတော့1000ကျွန်တော်မှာ online ရှိနေဒါပေမဲ့စက်ရုံကဒီဖုန်းကိုအချိန်ကြီးလိုချင်တဲ့အတိုင်းကျွန်တော်လိုချင်တဲ့ရက်မှာမိအောင်ထုတ်ပေးဖို့ဆိုတာဒီအချိန်မှာပို့ပြီးတော့ရင်ခုန်ရပါတယ်ကျွန်တော်ပြောတာဟုတ်လားမဟုတ်လားသိကြည့်တကယ်အထယ်ပဲဖြစ်ဖြစ်ဘာပဲဖြစ်စက်ရုံအဲ့နေကြတဲ့ဒူရီရဲ့လက်တွေဘောက်သွားပြီးတော့ဈေးကြည့်လိုက်ပါအဲ့ဒါကလည်းစိန်ခေါ်မှုတစ်မျိုးဆိုတော့ကျွန်တော်အခုဒီမှာပြောနေတဲ့ကိစ္စတွေကမိတ်ဆွေတို့ရဲ့စီးပွားရေးလှုပ်ချင်စိတ်တွေကိုရပ်တန့်သွားအောင်ပြောနေတာမဟုတ်ဘူး စင်ငန်းတော်တို့မလုပ်ဘဲနဲ့စဉ်းစားတင်တာရယ်စဉ်းစားလို့ရအောင်ပြောနေတာဖြစ်ပါတယ်ဆိုတော့ဒီကနေ့ကိစ္စကိုအနည်းချုပ်ပြီးတော့ပြန်ပြောရမယ်ဆိုလို့ရှိရင်ကိုယ်တိုင်ပစ္စည်းထုတ်လုပ်ပြီးရအောင်မယ်ဆိုရင်နံပါတ်1အစအဆုံးကိုယ်တိုင်စက်ရုံခေါင်းပြီးတော့ RAM လားနံပါတ်2သူများစက်ရုံကို App လားနံပါတ်3 profit margin ပေါ့အနည်းရာခိုင်နှုန်းဘယ်လောက်ထားပြီးတော့လုပ်မလဲနံပါတ်4တွေးကြုံရမယ်အခက်အခဲပြဿနာပေါင်း16000အတွက်ဘ ഹു တုတအရင်အမြင့်ပညာအရင်အမြင့်စိတ်သက်ခံနိုင်ရရှိမှုဒါရင်ဘယ်လောက်ထိပြင်ဆင်ထားပြီးလဲ ဒါတွေကိုစဉ်းစားလိုက်ပြီဆိုလို့ရှိရင်တော့လက်ကားပဲယူရောင်းတင်သလားပူရိုင်းစက်ရုံထောင်ပြီးတော့လုံးတင်သလားဒါမှမဟုတ်ဘဲနဲ့သူများကိုအပ်ပြီးတော့လုံးတင်သလားဆိုတာကိုမိတ်ဆွေတို့ဆုံးဖြတ်လို့ရမယ်ထင်ပါတယ်ဒီစီးပွားရေးလိုဒိုရှင်းဆိုတဲ့ဗီဒီယိုစီးရီးကိုဆက်ပြီးတော့ကြည့်ကြတယ်ဆိုလို့ရှိရင် comment မှာ thank you လို့မှတ်ငယ်ပေးပါဟုတ်ကဲ့ပါကျွန်တော်နောက်ဗီဒီယိုတွေတူပြန်လာခဲ့ပါမယ်ဗျာ